ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ဆမမကွာကိုဒါထိုးချင်တဲ့သူတွေအတွက်လေးပေါ့နော်ဒီဘာသာလေးကကျွန်တော်စီမှာလာဖွေလို့ရပါတယ်နော်ဒီဘာသာဖွေချင်ကျွန်တော်စီမှာအော်ဒါရင်တင်ရပါတယ်နော်အချိန်နည်းနည်းစားရတာပေါ့နော်အိုကေဘယ်လိုမျိုးကွာထိုးရတာလဲဆိုတော့ဒီမင်းကြောင့်တော့ကြောင့်လေးဝင်လာပေါ့နော် ပြီးဒီမှာတော့ရေးဆမ်းဝင်လာပါတော့။အဲဝင်လည်းဒီနေရာရောက်လာမှာပေါ့နော်။သူများတော့များတော့ဘလာစီကွာအောင်တော့ဒါဘလာစီကုတ်နဲ့ထိုးတော့ပေါ့နော်ဒါတော့တခါတည်းကြီးမေးထဲပြီးတော့ကိုရဆမမမဆက်လေတခါတည်းရောက်တော့ပေါ့နော်။ဒါတော့ဖိလစ်ပင်းပေါ့နော်ဖိလစ်ပင်းကွမ်းဒါတော့ကြီးမေးထဲရတယ်ပေါ့နော်။ ကြည်မင်းမထဲရတဲ့အော်ရတာနော်ကြည်မင်းမထဲရတဲ့ဟာတော့အနည်းဆုံးမှာတထောင်ကျော်ကုတ်ဝဲထွက်လာတယ်နော်ဒါကြည်မင်းနဲ့ထုတ်လို့ထုတ်ရမလို့ဘောနော်ကုတ်နဲ့ထုတ်တော့ဘောနော်တကယ်လို့ကွာနေနေပဲထုတ်မဲ့ဆိုရင်ကီမင်းနဲ့သွားရမလို့ဒီမှာတော့ဖိလစ်ပင်ကွာတော့ဒီမှာနေရာနဲ့ရှိစေငါရကြော်စားတဲ့ဖြစ်ရတော့ဒီနားမှာ နမကွေကီမီထဲလဘောနကွေဝကွေစမဝဝဆာရေကခေဆက်ထားတဲ့ဂျီမီထဲလဘောနလာစီကွမ်းလည်းအဲ့လိုပါပဲနော်တကယ်လို့စမဝဆာထဲတဲ့ခါလဲတန်ထဲမှာဆိုဒီမှာနော်ကုတ်ထုတ်ရမလို့ပေါ့ကွာဒီမှာဂျီမီထဲလဘောနသူများထုတ်များတော့ကုတ်နဲ့ပဲထုတ်များပါတယ်နော်ဒီမှာနော် โอเคဒါတော့တော့ရကောတာတော့ဘာကိကောတာငါတော့သစာငါသောင်းစားတဲ့ဖြစ်ပေါ့နော်โอเคဒါကုတ်လေးပေါ့နော်ဒါကုတ်လေးပေါ့နော်โอเคတကယ်လို့ကွာဘာကိထုံးမလို့မပေါလခဏလေးပေါ့နော်ဒါကြလို့တော့ရကွာကုတ်ထုံးမလို့ဒီမှာပေါလခဏလေးပေါ့နော်တကုတ်ဆိုရင် ဝါယံကတော့နကောရှင်နကောကတော့အဲ့လိုမျိုးဝါကိလဲလိုမျိုးနတကောနကောလိုစတဲ့ဖြစ်ပြတဲ့နကောထုတ်မလဲပေါ့နော်ကိုဘလထုတ်ခြင်းနဲ့လဲပေါ့နော်ဟိုကနေနဲ့ကိုကျွန်တော်ကျွန်တော်ထုတ်ပြပေးပါမယ်နော်ဘယ်လိုမျိုးတထုတ်နဲ့တကောတကောဝါကိတကောပဲထုတ်လို့ရတယ်နော် ပြီးတော့ခေါင်းရကိတကောလည်းထုတ်ရတယ်နော်ပြီးတော့ရောထုတ်လည်းရပါတယ်နော်ဘယ်လိုမျိုးပဲထုတ်တော့သူကကုတ်ပြရင်ရှင်းရှင်းလေးလေးနဲ့တို့ပြပေးပါတယ်နော် โอเคกูอ่ะมีอุปมาเนี่ยตะโกตะโกที่ตนเอายินทบปะไปแล้วมั้ยเนาะจ้าတော့กုံจําแม้ยั่วติที่ประมาณน่ะวะเนาะเปลี่ยนดาลิวนี่แล้วป่ะเนาะเปลี่ยนเยอะอันนี้แล้วป่ะเนาะเปลี่ยนดาลิวนี่แล้วป่ะเนาะโอเคมาโพสต์เสร็จแล้วมั้งเนาะทีมา1 ီမှာ 1K เนาะဒီမှာကုတ်ဝင်တော့ဒီမှာ300 quanta ကုတ်ဝင်တော့ copy ကိုယူတော့ကိုသုံးချင်လားကိုပြန်ရောင်းချင်လားစတဲ့ဖြစ်ပေါ့နော် okay ဒီမှာဆက်လေးလိုချင်တဲ့သူပြရှင်ကျွန်တော်ဒီမှာလာ print number နဲ့ order ရင်တင်ပေးပါနော်အားလုံးပဲရှင်ပြန်ကြပါစေခင်ဗျာဒီနေ့ video လေးကတော့ဒီလောက်ပါပဲနော်အားလုံးလည်းကျေးဇူးတင်ပါတယ်